KNU တပ်မှချဝင်ရေးမြို့နယ်မှာဘေးစာရွက်ပြုတ်ရေးကိုတောက်တုံးသူများတာကြောင့်ရောင်းအားကောင်းနေပါတယ်။လက်ရှိဘေးစာရွက်ပြုတ်ရေးတဘူး2000ကျပေါက်ဈေးရှိပြီးအရွယ်ကိုတော့1ကီလို1000ကျအဝန်ချင်းပေါက်ဈေးရှိနေပါတယ်။ဘေးစာရွက်အလေးချိန်1ကီလိုကိုပြန်ပြုတ်တဲ့အခါမှာအရေးဘူး20ရရှိပြီး15ဘူးကအများရရှိတယ်လို့ဘေးစာရွက်ပြုတ်ရေးရောင်းဝယ်သူတူကပြောပါဗျာ။အခန်းလေးပုံနေစေ။ဒါမှရနေရဘာလို့လဲမောရရပါလို့ရှင်ပြောင်းဖူလာတာ။ 啊，可是这光拍了，那那东西，这光也好，该可可干可干些呀。可是光有，这这光了，不了呀。啊，看刚个正下的吧。 ဘိဆာရွေးပြုတ်ရီရောင်းဝယ်တာကတနိုင်တပိုင်မိသားစုစာဝန်တွေရဲ့အတွက်အထောက်အကူဖြစ်စေတယ်လို့သူကပြောပါတယ်။ဘိဆာရွေးပြုတ်ရီကိုအရင်ကတည်းကကိုယ်အိမ်မှာတနိုင်စာချက်ပြုတ်တောင်းဆိုကြပေမဲ့အနာသိပြီးနောက်ပိုင်းမှာတော့လူကြီးလူငယ်မျိုးတွေတောက်တုံမှုများလာသလိုစီပွားဖြစ်ရောင်းချသူတွေလည်းရှိလာပါတယ်။ဘိဆာရွေးပြုတ်ရီဟာတခြားအယက်ပီယာတွေထက်ဝက်သားရတာစေသက်သာတယ်လို့ဘိဆာရွေးပြုတ်ရီတောက်တုံသူတူကပြောပါတယ်။ဒီလိုလည်းဘူးကနေထောင်ရောက်ဆက်ဆက်တဲ့အပေတော့မဆဲအိုးရေထောင်ရောက် 比较我老阿要不老板上阿要，大家就那会哦来说来我啊我旅游几个来要不，比如我哦你阿要在那地方，带啥来比较回来呀？ဝင်းရင်းမြို့နယ်ကထွက်ရှိတဲ့ဘိဇာရွယ်ကိုကိုသူလေးနေမြေထဲမှာပဲတင်ပို့ရောင်းချကြတာကိုဒေသအတွင်းသိရှိရပါတယ်။ ိဇရွက်စီဟာယာတိပေါ်မွန်တီဗီနွေယာတိမှာစေကောင်းရပြီးမိုးယာတိမှာစေကောင်းမရဘူးလို့ဘိဇရွက်အောင်သူတွေကအဆိုကြပါတယ်တော်တော်ကြသူတွေကတော့အစာဝင်အိပ်ပျော်ပြီးအလုပ်ကောင်းကောင်းလုပ်နိုင်တယ်လို့လည်းဆိုကြပါတယ်။မြန်မာကလည်းခွေခွေရောင်းလည်းခွေကန်ခွေကဘလာ။သူတို့တော့တဲ့ဘေးစာရွေးပြုတ်ရည်ထဲမှာတခြားသစားဗလာနဲ့ပြန်ရောထက်တော့ရတယ်လို့တောင်းတသူတူကဆိုပါတယ်။ထိလိုက်ပြီး ကောက်လေးပြီးရတယ်။တောင်ပြီးရောခွာထိပ်လေးလေးပြီးကောက်လေးပြီးတော့ဆယ်။မိစ္ဆာရဲ့ပြုတ်ရည်ကိုအိန်းနေရှင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာလည်းအလွယ်တကူဝယ်ယူတော့တော်လို့ရကြအောင်ထိုင်းရောက်ကရင်တွေကဆိုကြပါတယ်။မိစ္ဆာရဲ့ထွက်ရှိတဲ့နေရာကိုအများဆုံးတွေ့မြင်နိုင်တာက KNU တပ်မ6တပ်ကဝင်းရီမြို့နယ်ဖြစ်ပြီးဒေသခံတွေကစီးပွားရေးဖြစ်လဲစိုက်ပျိုးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။